အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ကျွန်တော်ဒါ football and business ပေါ့နော်ဒါကျွန်တော်ဒီလိုမျိုးဒါ international break ဆိုရင် football and business ကကျွန်တော်အများနဲ့ပြောရအဲ့တော့ football and business မှာကျွန်တော်တောင်းတမ်းမပြောတဲ့ club တစ်ခုရှိတယ်ကျွန်တော်လည်းအခုမှသေချာစဉ်းစားပြီးမှဒါကျွန်တော်ဒီနေ့ရိုက်ဖို့တော့မှမနိုင်ဘူးအစီအစဉ်မရှိဘူးဒါပေမဲ့အခုမှစဉ်းစားမိတဲ့ချက်ကပါလဲဆိုတော့အခုမှသေချာစဉ်းစားမိတာပေါ့နော်အဲ့ဒါက Arsenal အသင်းပဲ ဲ့တော့အာဆိုသင်းနေဒီနောက်ပိုင်းခုနှစ်တည်းမှာဆူဖလားရတာအောင်မြင်မှုမရှိပေမဲ့ဒါအောင်မြင်မှုမရှိဘူးလို့ပြောလို့တော့မရဘူးဒါကျွန်တော်ဘယ်လို community ဖလားရတာလဲဒါ Adidas FA ဖလားတလုံးရတာသွားပြောလို့တော့မရဘူးဒါကျွန်တော်ဘယ်လိုပဲတချို့အသင်းတွေတက်ဆိုင်ဒါကျွန်တော်ဖလားအများကြီးရတာဥပမာကျွန်တော်တို့အသင်းပေါ့အဲ့ပြောနေတာလက်ရှိမှာဒါ Adidas ရုပ်အစုအနေနဲ့ဒါကျွန်တော်တို့ဆူဖလားအနေနဲ့ဒါဒါကျွန်တော်တို့အရန်ကြီးအများကြီးမရတာခဲ့ပေမဲ့တကယ်တမ်းနင်းလားငါလားဟိဆိုတဲ့ movement ဒီမှာတော့ဒါကျွန်တော် Adidas က ဒါ club အသင်းကို commercially successful အောင်လုပ်ထားနိုင်ခဲ့တယ်အဲ့တော့ဒီနေရာမှာဒါကျွန်တော်တို့မင်းကဒါကျွန်တော်ဒီ love is football ကဒါကျွန်တော်တို့ကိုထုတ်ကလာပြီးတော့မေးလို့ဒါကျွန်တော်ဒီ idea ကျွန်တော်ရသွားရဆိုလဲအမှန်တယ်ပေါ့နော်ဒါကိုထုတ်အနေနဲ့ဒါကျွန်တော်တို့မင်းက तू ကကျွန်တော်နဲ့အမြင်နဲ့စကားပြောဖြစ်တယ်တမပါတယ်ပေါ့နော်အဲ့တော့ shout out ကိုထုတ်ပေါ်တော့ကိုထုတ်နဲ့ကိုထုတ်ကညီကိုလိုခင်းတဲ့တမပါတယ်အဲ့တော့ love is football လို့ဒါကျွန်တော်တို့ခင်းတဲ့ကိုထုတ်ကကျွန်တော်လာမေးတာကိုတီဗီကျွန်တော်ဒါ ချန်ပီယံလိမှာဒါကျွန်တော်တို့အာဆနယ်သင်းနေတာကျွန်တော်ဒီနံပါတ်တပါညာဆိုပြီးတော့ဗောနော်ဒါကျွန်တော်တို့ဟိုနံပါတ်ဒီပါညာဆိုပြီးတော့ဒါကျွန်တော်တို့လာပြပြဗောနော်မှာချန်ပီယံလိမှာဒါကျွန်တော်တို့အာအာစနိုဒင်းနေတာလက်ရှိမှာဝင်ွေဘလောက်ရသွားပြီလဲ။ဘာညာဆိုသူကျွန်တော်လာပြီးတော့တချို့အင်္ဂလိပ်စကားလုံးတွေကျွန်တော်လာမိတယ်ဗောနော်။ကျွန်တော်လည်းဒါကျွန်တော်လည်းမနိုင်ပါသိပြီးတာမဟုတ်ကျွန်တော်ဝင်နေတာချက်ကြည့်ပြီးဒီဘာညာကိုပြန်မေးပြီးသူပြန်ပြောပြတာဗောနော်။ အာဆောင်သင်းနဲ့တကယ်နဲ့ပြန်စစချင်းမယ်ဆိုရင်ဒါကျွန်တော်တို့ဂျားကာလာမှာတို့အနေနဲ့ financially ရတော်တော်လေးကိုခံစားရတယ်။လူသူမသိတာဘုန်းနော်ဒါကျွန်တော်ခုနကပေါ့စီးပွားရေးရတော်တော်လေးကိုအာဆောင်သင်းခံစားခဲ့တဲ့ moment ရှိတယ်။အာဆောင်သင်းကျွန်တော်တို့ဂျားထဲမှာအကြအကျဉ်ရှိတဲ့နေရာမှာပါတယ်။ဝင်းကားတာအပြောင်း United Emery ဝင်ကျွန်တော်တို့က Cronky တို့အုပ်စုတိုင်ပတ်နေတဲ့ moment တွေရှိတယ်ဘုန်းနော်။အဲ့တော့ခုနကပေါ့ဆိုပေအာဆောင်သင်းကခုနောက်ပိုင်းမှာဘာလို့ငွေသုံးလာနိုင်လဲဆိုတဲ့အဖြစ်ကလည်းအာဆောင်သင်းအောင်မြင်လို့ဆိုတဲ့ဥစ္စာမျိုးပါလာတဲ့နေရာမှာပါတယ်။အဲ့တော့ဒီနေရာမှာလည်းကျွန်တော်တို့အသင်းသင်းမှာပိုင်ရှင်ကဒါလည်းရှိမှာငကြင်းစီန ဲ့ငချင်းကိုပြန်ကျော်ပေးဘူးလို့လေဒီဒီ logic ကြီးကောင်းနားလည်ဘူးလို့လေလက်ရှိဘောလုံးလောကမှာဖြစ်နေတဲ့အဖြစ်ပြက်တွေကငချင်းစီနဲ့ငချင်းပြန်မကျော်လို့တော့ပြဿနာတက်နေတာဖြစ်တယ်ဥပမာလက်ရှိမှာဒါကျွန်တော်တို့စပါအသင်းတို့ဂလီစာအသင်းတို့ anecdote တို့အုပ်စုတို့ဂလီစာတို့အုပ်စုတို့ဒါလက်ရှိမှာပြဿနာတက်နေဆိုတော့ငချင်းစီနဲ့ငချင်းပြန်ကျော်ဖို့တော့ဒီငချင်းစီကိုတော့မှပိုင်ရှင်ကခိုးသေးတာဗျလက်ရှိမှာ cronky တို့ကဒီလက်ရှိကျွန်တော်တို့စီးပွားရေးအမြင်ရစီးပွားရေးရပြောမယ်ဆိုရင်ဒါ arsenal အသင်းစီကနေတို့အနေနဲ့ဒါ အချိုးမြက်ကိုအရန်မယူအခုချိန်ထိပေါ့နော်အရန်မယူသေးဘူးအဲ့ဒါလက်ရှိအာစနိုသင်းအကောင်းဆုံးပဲအာစနိုသင်းကလက်ရှိရတဲ့ဝင်ငွေတွေကိုအာစနိုသင်းမှာကောင်းကောင်းကြီးပြန်ဖဲ့ပေးတယ်ကျွန်တော်သိတဲ့လောက်ကလက်ရှိအာစနိုသင်းရဲ့ရတဲ့အမြင့်ဆုံးရတာ88ခန်းရာခိုင်နှုန်းလောက်ကိုဒါကျွန်တော်အာစနိုသင်းကိုပြန်ထည့်ပေးတယ်ပေါ့နော်73ရာခိုင်နှုန်းတော့ဒါကျွန်တော်ကွင်းပြင်ပပြုလုပ်မှုတွေကြောင့်မလို့ဒါကျွန်တော်တို့ပြန်မထည့်ပေးနိုင်တယ်လို့သိရတယ်မှာအဲ့တော့ခရွန်ကီရိုးစုနေလက်ရှိမှာအာစနိုအသင်းစီကနေပြီးတော့အချိုးမြက်ယူရတဲ့ဆိုင်အာစနိုသင်းရဲ့အချိုးမြက်ကိုအာစနိုသင်းစီပြန်ထည့်ပေးတယ်ခုနပြောလို့ပဲအာစနိုသင်းရဲ့အမြင့်ဆုံးရ88 ခုနကရာခွန်89ရာခိုင်နှုန်းဟောအာဆုံသိစီပြန်ထည့်ပြီးဒါတွေပြန်ကြည့်မယ်ဆိုရင်ဒါခရွန်ကီယာခုနပေါ်တပဲဒါဟိုအပြောင်းရွှေ့မှာတော့ဒါမေးခွန်းတွေထုတ်ဆရာအများကြီးရှိမယ်တကယ်လည်းပိုင်ရှင်ရပြန်ကြည့်မယ်အဲ့လောက်ထိတော့မဆိုးရွားဘူးလို့ပြောလို့ရမယ်ဒီမှာပါတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ခုနပေါ်တပဲအာဆုံသိတဲ့နောက်ပိုင်းမှာဒါဘာလို့ဖြစ်လို့ဒါကျွန်တော်တို့စူပလာကြီးခဏလေးစကားပြောနေတာကျွန်တော်တို့ဘယ်လိုမျိုးလို့အောင်မြင်မှုတွေရှိလဲအဲ့ဒါတွေကျွန်တော်စကားပြောအာဆုံသိတဲ့ကျွန်တော်တို့ ကျွန်တော်ဒါမမဲ့ရအင်္ဂလန်မှာဘောလုံးပွဲစကြည့်ရခြင်းကအာဆနိုသင်စပြီးတော့ဒါမိုက်ကယ်အာတီတာလက်ထက်မှာတော်တော်လေးကိုစပြီးအဆင်ပြေလာခဲ့ပြီအဲ့ဒီနှစ်မှာဒါချန်ပီယံလိဂ်ကိုပြန်ဝင်ဖို့အတွက်ကြိုးစားနေပြီအဲ့ဒီနှစ်မှာဒါကပ်ပြီးတော့ချန်ပီယံလိဂ်ကိုလွှဲခဲ့တယ်မမဲ့ရအန်တိုနီယိုကွန်တီစပါရောက်တဲ့နေ့သူတို့အဲ့ဒီနှစ်ကဒါယူရိုပါလိရောက်ခဲ့ပြီးစပါကပ်ပြီးတော့အဆင်လေးဝင်သွားခဲ့ကျွန်တော်နော့ဝစ်ကိုနောက်ဖိုင်နယ်မှာကန်ရတဲ့နေ့ပေါ့မမဲ့ရအဲ့ဒီမှာကလေးကဒါကျွန်တော်အာဆနိုအသင်းကဒါကျွန်တော်တို့ကွေးနယ်ကိုလူစားဝင်နေပြီ ဘဘအဝင်းနဲ့ဦးနိုင်အမရီပြောင်းတဲ့ခင်မှာအာဆနယ်အသင်းကတကယ်တမ်းကွင်းဝေးကြီးမှာအင်မတန်မှညော့နေခဲ့တယ်။ဘာကြောင့်လဲဆိုတော့လူဒရော်အမြတ်ကိုယ့်အသင်းကို confidence မရှိဘူး။ကြည်လည်းမကြည်။အရင်တော့အာဆနယ်လက်မှတ်ကိုဝယ်ရတယ်ဆိုအင်မတန်မှလွယ်တယ်။သူတို့ရဲ့ membership ကိုဝယ် membership ကိုဝယ်ပြီးသူတို့နေတာဘောလုံးလက်မှတ်လေးဖက်ခနဲဝယ်လိုက်ရုံပဲ။ဝယ်လိုက်လို့ရတဲ့အချိန်ဒီတစ်ခုကနေခုလက်ရှိမှာအာဆနယ်အသင်းဘောလုံးလက်မှတ်ကိုဝယ်ခြင်းဘောလုံးလက်မှတ်ဥစ္စာကိုတော့မင်းနိုင်ရတယ်။ ရိုးရိုးမဲနေရတာမဟုတ်တော့မှလည်းခင်ဗျ membership ဒါတစ်နှစ်ကိုဒါကျွန်တော်တို့ပေါင်58ပေါင်နဲ့ပေါင်60ကြာပေးရတယ်ပေါင်60ကြာပေးခုနပြောလို့ပဲမင်းဘယ်ပွဲကြည့်မလဲအဲ့ပွဲမှာမင်းမဲထည့်လို့ရပြီမဲထည့်ပြီးမင်းမဲပေါင်ရင်လက်မှတ်ဝယ်လို့ရအရင်တော့အာစတိုသင်းကလက်မှတ်ကိုတောင်မှအတိအလဲရောင်းနေရတဲ့အသင်းတင်းနေနေအခုလက်ရှိမှာဒါ FA ဖလားဟိုကာရာဘောတို့အသင်းသေးတွေကပွဲစဉ်ကလွယ်လူ တကယ်ကိုပြန်ကြည့်မယ်ဆိုရင်အင်္ဂလန်ရဲ့ဒါကြောင့်လက်မှတ်အယောင်အားဆုံးအသေးသေးဖြစ်လာခဲ့တယ်။အာဒီတာနေဦးနာပေါ်လို့ဒါစူဖလာအောင်မြင်မှုအပြင်ကိုတကယ်ကွင်းထဲမှာပါဒါကျွန်တော်ကွင်းတွင်းအောင်မြင်မှုဒါစီးပွားရေးကော်မရှယ်လီရအောင်မြင်မှုကအင်မတန်မှတိုးတက်လာခဲ့တယ်။ဒါအပြင်ကျွန်တော်အာစနိုအသင်းနဲ့အခုလက်ရှိအာဒီတာလက်ထက်မှာရှေ့ကလူတွေလက်ထက်ဝင်ငွေက အနည်းဆုံး12ရာခိုင်နှုန်းနဲ့14ရာခိုင်နှုန်းပိုတက်လာတယ်ဆိုပြီးပြောတာတွေတော့ပါတယ်။ယုတ်တည်းကြည့်တော့10ရာခိုင်နှုန်းဆိုတာဘာလို့မှမရှိမယ်ခင်ဗျအသင်းတသင်းက1ဘီလီယံဆိုရင်တန်တရာတက်လာတယ်လို့ပြောလို့ရတယ်တော့ပါတယ်။အသင်းတသင်းကအမြင့်နဲ့ဒါကျွန်တော်တို့တစ်နှစ်တစ်နှစ်မှာရတဲ့ဝင်ငွေကတန်ခွန်900လောက်ရှိတယ်ဖြစ်ပြီး10ရာခိုင်နှုန်းတက်လာ12ရာခိုင်နှုန်းဆိုပြန်တွက်ကြည့်မယ်ဆိုရင်84သန်းလောက်တက်လာတယ်ဆိုတဲ့ဥစားကအင်မတန်မှကြောက်ဖို့ကောင်းတဲ့နံပါတ်တွေဖြစ်တယ်။ Art Data ကလက်ရှိမှာဒါ Cronkite တို့အုပ်စုအာဒီတာကိုဘာလို့အရေးအချိန်ပေးခဲ့လဲဆိုတာဒါကြီးလည်းပါတယ်။ အာဒီဒါနဲ့ဟိုနယ်ရှိမှာစူဖလာအနေရဒါပြန်ပြီးကြည့်မယ်ဆိုရင်တော့ဖလာတွေအများကြီးမရခဲ့ဘူးဒါပေမဲ့ဒါပေမဲ့စီးပွားအေးရမှာအာဒီဒါနဲ့အသင်းကိုအများကြီးဆွဲတင်ပေးနိုင်ခဲ့တယ် ကွင်းတွင်းကလူကြီးနှုံတာဒါအပြင်ကျွန်တော်တို့ဒါအာဆုံသွင်းနေအခုရက်ရှိမှာချန်ပီယံလိဆိုတာသမင်းသားသမင်းစားရေတောက်ဝင်သွားတဲ့ကြောင့်မို့ချန်ပီယံလိကတနစ်ကိုတန်းတရာအာဆုံသွင်းအေးအေးဆေးဆေးပြန်ရခဲ့တာဖြစ်တယ်ခုနကျွန်တော်ပထမဆုံးမှာပြောခဲ့တဲ့နံပါတ်ပြည့်မှာအာဆုံသွင်းရ88ရာခိုင်နှုန်းကိုခရွန်ကီတို့ကအသင်းနဲ့ပြန်ထည့်ဆိုကျန်တဲ့73ရာခိုင်နှုန်းတော့သူတို့ယူချေယူမယ်ဒါပေမဲ့အဲ့73ရာခိုင်နှုန်းခုနပြောသူပဲအရင်တော့တန်းတရာရတဲ့အချိန်မှာ73တန်းပဲရရင်ရမယ်ဒါပေမဲ့1ဘီလီယံရတဲ့အချိန်မှာအသင်းတသင်းနေနဲ့ တရ30ဆိုတော့မယ်ဒါပေမဲ့ Arsenal သင်းကအလောက်တော့မမြတ်ဘူးဒါခုနကဘယ်လို revenue ပဲဖြစ်ဖြစ်မယ်ဒါပေမဲ့အမြတ်မှာခုနကဘယ်လို Arsenal သင်းတန်း100စာမြတ်ပြီဆိုရင်ခင်ဗျားမြင်ကြည့်ခင်ဗျားမြင်စာသုံးရခိုင်နေလို့ဆိုဘယ်လောက်ပြသွားမလဲ Arsenal သင်းနဲ့ဒါကျတော့တန်း30လောက် Crocky တို့လက်ထက်ရောက်သွားမယ်အဲ့ဒါကျန်တဲ့88ရာခိုင်နှုန်းတော့မှခုနကဘယ်လိုပဲနော်ကျွန်တော်တို့အသင်းကိုပြန်ထည့်ပြီးဒါ Crocky တို့73ပဲယူရပဲဒါ dividend အရာဒါကျွန်တော် share ပြန်ခွဲရအဲ့လောက်ပဲယူရပဲဒါပြောချင်တာအဲ့ဒါကိုပြောချင်တာအဲ့တော့ အာတိတလက်အောက်မှာ စီးပွားရေးအာတိတရဲ့လက်အောက်တကယ်အောင်မြင်ခဲ့တယ်စပွန်ဆာတွေဆိုတဲ့ဒါကျွန်တော်အများကြီးအများကြီးတိုးခဲ့တယ်ဆိုတဲ့တကယ်ကိုနံပါတ်2အချက်ချိုင်နဲ့ပြောရတဲ့မှာပါတယ်အာတိတရဲ့ဒါကျွန်တော်တို့အဲလုတ်ပုံကဗျာခုနပြောသောအခုလက်ရှိမှာဒါကျွန်တော်တို့ တဲတော့မနိုင်ပြီမဲ့တိတ်တော့မတူဘူးတော်တော်လေးကိုမတူပြီမဲ့ဒါကြောင့်နိုင်မှာမိုရီချာဘူချက်တီနိုနဲ့တူတယ်မိုရီချာဘူချက်တီနိုရောက်လာတဲ့အချိန်မှာဒါစပါတင်နေတာကွင်းလက်မှတ်တွေအတီရောက်ရတယ်ပြီးတော့ခုနကစပွန်ဆာရှစ်တွေအများကြီးရခဲ့တယ်ဒီလိုပုံစံမျိုးပဲအာတီတာနဲ့အခုလက်ရှိမှာဒါကျွန်တော် trophy success ကြီးအများကြီးမရှိပြီမဲ့ commercially success commercially success ကြီး astronomical ဖြစ်တယ်ဒါတော်တော်ကြီးကိုမြင်မှလုံးတယ်အရင်တော့ကလက်မှတ်ကိုဒါကျွန်တော်တို့ AC ဝယ်လို့ရတဲ့အချိန်မှာအခုချိန်မှာ Arsenal တင်းနဲ့ Bolton နဲ့ကံမဲ့ဘွဲတော်လက်မှတ်က48ပေါင်မှောင်ခူမှာပေါက်တယ် အဲ့လောက်ထိအာဆလိုသင်းကအင်မတန်မှစီးပွားရေးအောင်မြင်သွားခဲ့ပြီလို့ပြောလို့ရတယ်ပေါ့ပါအဲ့တော့အာဆလိုပရိသတ်တွေနဲ့အခုလက်ရှိမှာလာကျွန်တော်မျော်လင့်ချက်နေပဲ သွားတဲ့ပုံစံမျိုးဆိုတဲ့ဥစ္စာမျိုးမဟုတ်ဘဲနဲ့စီးပွားရေးရလဲအောင်မြင်မှုနဲ့သွားတဲ့ကလပ်တစ်ခုအနေနဲ့ဖြစ်လာခဲ့တယ်။ဒါဒီကိုလက်ခံကြီးလက်မခံကြီးဆိုတာဒါနံပါတ်တင်တဲ့စကားပြောလို့ရတယ်။တကယ်လဲနံပါတ်တင်ကနေအဖြေပြော all about the numbers ဘုန်းတော်ကကျွန်တော်လေးဒါကိုရိုနာမဆိုင်မအောင်ကိုဇန်ကီနဲ့မက်ခရစ်စတီနာကီရွေးချယ်ကတဲ့ number all about the numbers ဆိုပဲ။ဒါခါကျရင် Cronkito အနေနဲ့ခုလက်ရှိမှာဒါကြောင့် Artita ကိုအားမင်းရအောင်ဒါကျွန်တော် supply ဒါပေမဲ့စီးပွားရေးရ Artita ဒီအသင်းကိုယူလာပြီးတဲ့ဥစ္စာသွားညင်းလို့မရအောင်။တနည်းတနည်းခါတိုင်းခုနကပေါ့တန်း900တန်း600ရတဲ့ကလပ်ကနေတော့ billion ချီတဲ့ကလပ်ဖြစ်အောင် Artita လက်ရှိမှာလုပ်ပြီးထားခဲ့တာဖြစ် ဖြစ်တယ်ဒီလိုလုပ်ပေးဖို့လေအာဒီတာနဲ့စီးပွားရေးကနားလည်ဖို့မျိုးသူအသင်ကောင်းပြီဆိုရင်ဒါပြိတ်သက်တွေလာမယ်ကျွန်တော်စီးပွားရေးရှင်နေလာမယ်ကြော်ညာတွေများများထက်မယ်အသင်းကောင်းရင်တော့ကအော်တိုလိုက်လာတယ်ဒါကတော့ထုံးစံတိုင်းဖြစ်တယ်အဲ့တော့အသင်းမကောင်းဆိုတာတည်းကပျောက်ကွယ်သွားမယ်အသင်းမှာခုနကပြောလေလက်ရှိမှာ Leicester ရဲ့စပွန်ဆာနဲ့ Arsenal စပွန်ဆာအများကြီးကွာအဲ့လိုမျိုးပေါ့နော်အဲ့တော့ပြောချင်တာကအသင်းအောင်မြင်အောင်မြင်တယ်လို့ဒါစာစာချုပ်တွေပို့ပြီးဈေးကြည့်လာမယ်ခုနကပြောလက်ရှိမှာဒါ Arteta အနေနဲ့ခုလက်ရှိဒါကျွန်တော်တို့အင်ဂျီစပွန်ဆာတွေကအစအကုန်လုံးပို့ဈေးတက်သွားတာသူ့ရဲ့အသင်းအောင်မြင်မှုကြောင့်အဲ့တော့ပြောချင်တာက ရုတ်တရက်ကြည့်မယ်ဆိုအာဒီနာနဲ့ဒါကျွန်တော်တို့ဒါ FA ဖလားတလုံးကာရာဝါကွန်မြူနတီရှိနှစ်ခုသုံးခုလောက်ရထားတာကလွဲပြီးဘာမှအောင်မြင်မှုဆိုတဲ့ဥစ္စာမရှိပေမဲ့ဆိုတဲ့ဥစ္စာမျိုးပြောလို့မရတော့တကယ်တည်းပြဿနာကြီးမှာအာဒီနာအနေနဲ့အာဆိုအသင်းကိုတကယ်တည်းစီးပွားရေးအောင်မြင်မှုဒီအများကြီးယူပြီးထားတဲ့ ်နီးပြားတယောက်ဖြစ်တယ်လို့ကျွန်တော်လည်းမြင်တယ်။ဒါတော့ပါပဲ။ဒါကျွန်တော်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာအခြေလူဆောင်ပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment နေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 တို့ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းပြုကြမှာသာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လေးပြုကျွန်တော်အားပေးလို့ရပါရ။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အာဒမကျူတူမှာလည်းကောင်းမွန်သောနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့ရဲ့နောက်မှ AACC တွေ့ကြတာပေါ့။အာလ မကျူတယ်မရကျွန်တော်တော့ကွန်ပြူတာဗျဒေးဗော်ဗျ